ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကလင်း YouTube Channel နဲ့ဒီဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းပြည်သက်တွေအားလုံးပဲမင်္ဂလာရှိသောနေ့လည်ကလင်းရောညာကလင်းရောမနက်ကလင်းရောဖြစ်ပါစေလို့ဆုမကောင်းတောင်းမိလိုက်ပါတယ်ခင်ဗျာโอเคပါကလင်းပေါ့နော်ပထမဗီဒီယိုမှာပြောခဲ့တယ်ပေါ့နော်အခုကြမ်းရှိတယ်ဒီဂျာဘေးနဲ့တောက်ကြမှာမိတ်ဆွေတို့အစီကိုသေချာပေါက်လာမယ် share ပရိဟင်လေးကတော့ပြောရမယ်ဆိုရင်ကိုဆိုတဲ့ပရိဟင်လေးရဲ့ ၄ဆိုတဲ့ brain hin လေးရဲ့6ဆိုတဲ့ brain hin လေးရဲ့ဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာက9ဆိုတဲ့ brain hin လေးကနှစ်ခါတော့ဖြစ်ပြီးပြီဆိုတော့ကျွန်တော်အနေနဲ့ကိုယ်ဖယ်လိုက်ပါပြီခင်ဗျာအဲ့တော့ကြံရှိတဲ့၄ brain ဆိုတဲ့ hin လေးရဲ့6 brain ဆိုတဲ့ hin လေးရဲ့ကိုကျွန်တော်တို့ကဒီကြံရှိတဲ့အချိန်ပေါ့နော်ကြရရဲ့တောက်ကြရမှာစတင်ပြီးရောကျွန်တော်အနေနဲ့စာပြီးချက်ကြမယ်ဇွဲရှိရှိနဲ့ချက်ပါ ကလင်းရဲ့ပညာရဆိုရင်မဲရှိတော့အများနဲ့ပြီးခဲ့ပါတယ်ပရဟင်းနေနဲ့ပတ်သက်ကလင်းဘယ်ရတွင်းမှာဘလို့လာနိုင်ပြောခဲ့ရင်ပြောခဲ့တဲ့အရာတွင်းမှာပဲအများနဲ့ထွက်ရှိတယ်ပေါ့နော်အဲ့ဒါကိုလည်းကလင်းကိုအစဉ်ဆက်ကြည့်ရှုပြီးတော့အားပေးနေရလို့လေဆိုအတိဆုံးဖြစ်မှာပါနော်မဲရှိကအသက်ဆိုရင်လည်းယုံကြည်စွာနဲ့စပြီးတော့ချက်ကြည့်ပါခင်ဗျကံကောင်းအကြောင်းမလှခဲ့လို့ကျွန်တော်တို့ဖယ်လိုက်တဲ့ဒီကိုပရိတ်ဆိုတဲ့ဟင်းလေးကထပ်ပြီးတော့ဖြစ်လာခဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့ကံပေါ့ဗျာအဲ့တခုရှိတာကဒီပရိတ်ဟင်းလေးကအမှန်တိုင်းပြောရင်တော့ကြာလာပေးရဲ့တောက်ကြရဲ့ပေါ့နော် ဒါပေမဲ့တခုတရှိတာကတင်းလာအင်္ဂါနေ့ပေါ့နော်တင်းလာနေ့ပြင်သွားဆိုအင်္ဂါနေ့မနက်မှာဖြစ်ပေါက်ခဲ့တဲ့87ဆိုတဲ့အရာဒီဘရုံနေ့မနက်မှာဖြစ်လာခဲ့တဲ့18ဆိုတဲ့အရာကြောင့်ကျွန်တော်တို့ကဒီကောင်ကဘယ်လိုပြောမလဲဆိုတော့ဒီဘော်တော်ဘူးညနေမှာလည်းဖြစ်နေလေဖြစ်သွားနိုင်နေပေါ့နော်။ဘာလို့လဲဆိုတော့ तू ကအဲ့လိုအရာလေးတွေကဖြစ်ပေါ်ထားတဲ့အတွက် तू ကဒီဘော်တော်ဘူးညနေမှာလည်းဖြစ်နေလေဖြစ်သွားနိုင်ပါလေ။ဘာလို့လဲဆိုတော့အင်္ဂါနေ့မှာဖြစ်ပေါ်ခဲ့တဲ့87ဆိုတဲ့ဟင်းပွက်လေးကြောင့် ီဘောရဝုညံ့နေတစ်ချိန်လေးလဲမိတ်ဆွေတို့အနေနဲ့မွေးနိုင်ပေါ့နော်နိုင်နိုင်တဲ့လောက်ပပလေးစပြီးလုပ်ကြည့်ပေါ့နော် try ကြည့်ပေါ့အာကျွန်တော်ရဲ့ဒီပညာပညာရဆိုရင်တော့ကျော်ရလေးရဲ့တောက်ကြရမှာဖြစ်လာနိုင်တယ်ဒါပေမဲ့လည်းအင်္ဂါနေ့မှာဖြစ်ပေါ်ခဲ့တဲ့87ဆိုတဲ့ဟင်းပွဲလေးကြောင့်ဒီဘောရဝုညံ့နေမှာလည်းဖြစ်သွားနိုင်ပါလေခင်ဗျာဒီထဲမှာတော့ကျွန်တော်တခုပြောချင်တာကကျွန်တော်ကတော့ဒီ TSR ကီးဟင်းပွဲလေးနဲ့ဥမာပေါ့နော်အမပေါ်တော့မိတ်ဆွေတို့ကဒီညနေရစပြီးလိုက်ကြည့်မယ်ဆိုရင်ဘယ်လိုရှိမလဲဆိုရင်ကျွန်တော်ကဒီနေ့ တင်းရစာ key healing ကရှိပြီးသားဆိုတော့ဘာရှိမလဲဆိုတော့တုံညာလေးဆိုတဲ့ဟင်းပွက်လေးရှိလိမ့်မယ်ပေါ့နော်ဒီ brain လေးနဲ့ပတ်သက်ရင်ပြီးရင်ကျွန်တော်တို့ကတုံညာ6ဆိုတဲ့ဟင်းပွက်လေးရှိမယ်ပြီးရင်တော့ကျွန်တော်တို့က59ဆိုတဲ့ဟင်းပွက်လေးရှိမယ်51ဆိုတဲ့ဟင်းပွက်လေးရှိမယ်ပြီးရင်တော့ကျွန်တော်တို့က89ဆိုတဲ့ဟင်းပွက်လေးရှိမယ်89ဆိုတဲ့ဟင်းပွက်လေးရှိမယ်ဒါလေးကတော့ key ပုံမူတည်ပြီးတော့အဲ့ဒီ brain ထဲကပို့ပြီးတော့ချက်လို့ရတယ်ဆိုတော့ဟင်းပွက်လေးတွေပေါ့နော် ျွန်တော်ကတော့ဟိုကြာပေးရဲ့တောက်ကြရင်မှာပဲဖြစ်ပေါ်လာပါစေပဲဆူတောင်းတယ်ပေါ့နော်ဒီနေ့ညနေမှာတော့မဖြစ်ပေါ်လာစေချင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီညနေတော့မိတ်ဆွေတို့ကိုပေးထားတယ်ပထမဗီဒီယိုမှာပေးထားတယ်ဒီ၉ပိုင်ဟင်းလေးရဲ့၆ပိုင်ဟင်းလေးတွေကပဲကျွန်တော်ပြောထားတယ်ဟင်းဝက်၃ဝက်၃ဝက်စီရအရာလေးတွေပဲဖြစ်ပေါ်လာပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးတယ်ကျွန်တော်အခုပြောလိုက်တဲ့ဒီ brand ဟင်းလေးကတော့၄ brand ဆိုတဲ့ဟင်းလေးရဲ့၆ brand ဆိုတဲ့ဟင်းလေးရတော့ကြာပေးရဲ့သုံးမဟုတ်တောက်ကြမှာပဲလာပါစေလို့ကင်လင်းမစုမကောင်းတောင်းပေးတယ်ဒါပေမဲ့ ဒီအင်္ဂါနေ့ကဖြစ်ပေါ်ခဲ့တဲ့81ဆိုတဲ့ဟင်းပွဲလေးကြောင့်ဒီဘရဝိညာဉ်တွေမှာများဖြစ်ပေါ်လာခဲ့ရင်တော့ကျွန်တော်တို့အနေနဲ့1နဲ့လဲ1နဲ့ရလေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီပရင်ဟင်းရအပိုင်ဟင်းဖြစ်နေလို့ပေါ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့ကလည်းဒီကလေးများဒီညနေမှာမဖြစ်ပေါ်လာခဲ့ဘူးဆိုရင်မနေ့ဖြန်မှကျွန်တော်ပေးမယ်ဒီကီးဟင်းလေးနဲ့တွဲပြီးတော့အဲ့ဒီဘရိတ်ကိုဘရင်ဟင်းလေးကိုချိန်ထည့်တဲ့လူကအဲ့ကီးဟင်းလေးနဲ့တွဲပြီးတော့ဟိုကီးဟင်းလေးကနေတွဲပြီးတော့ရလာတဲ့ဘရိတ် နဲ့ပေါင်းဆက်ပြီးရလာတဲ့ရှင်ဟင်းပွဲလေးတွေကိုပို့ပြီးတော့တင်ကြီးပေါ့ဗျာဒါကျွန်တော်ကအကြံဉာဏ်ပေးတာပါမဆွဲနိုင်တဲ့လူတွေအတွက်ဆွဲနိုင်တဲ့လူတွေကတော့တေချာပေါ့၄ပြိတ်ဆိုတဲ့ဟင်းလေးရ၆ပြိတ်ဆိုတဲ့ဟင်းလေးရဘာမှမလုံးနဲ့ကျွန်တော်ပြောတဲ့အရာလေးကိုဒီညနေရစပြီးရဆက်လုပ်မယ်ဆိုတော့မိတ်ဆွေတို့တေချာပေါ့လုံးဝ share ရပါလိမ့်မယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဂေလင်းဖြစ်ပါတယ်ခင်ဗျာပြီးတော့ဩကျွန်တော်က မှန်တမ်းပြောရင်တော့ဒီ corporate ဆိုရင်ဟင်းကပြန်ပါတယ်ဒါပေမဲ့ကျွန်တော်ကဖယ်လိုက်တယ်เนาะဒါကျွန်တော်တို့ရဲ့ကန်နေရပဲတကယ်လို့မြ corporate ဆိုရင်ဟင်းကပြန်ကြလာရင်တော့ကျွန်တော်ကန်လည်းမကောင်းလို့မိတ်ဆွေရဲ့ကန်လည်းမကောင်းဘူးဒါပဲပေါ့ဗျာเนาะအဲ့တော့ဒီ leverage ဆိုရင်ဟင်းအာ leverage ဆိုတဲ့ share price ဟင်းရဲ့6 price ဆိုတဲ့ share price ဟင်းเนาะလုံးဝ price ဟင်းရဲ့ဈာထဲမှာမှာလုံးဝဘယ် break တစ်ခုက leverage လား leverage ဟင်းလေးလား6 price ဟင်းလေးလားသိကျင်တဲ့လူတွေကပြီးတော့ဝုန်းကွက်ကြီးကိုဒီ share ဟင်းပွဲကြီးကိုသိကျင်တဲ့လူတွေကတော့ ိန်းလေးကိုဒါတော့အခုကိန်းလေးကိုပညာရေးစုပ်ထားတဲ့လူတွေကိုတော့ဘယ်ပရိတ်ဟင်းလေးကအကောင်းဆုံးလဲဆိုတာတော့ပြောပြပြီးသွားပြီပေါ့နော်မိတ်ဆွေတို့လည်းအဲ့လိုမျိုးပဲစင်နာတတ်တတ်နဲ့ပညာရေးလေးလာစုပ်မယ်ဆိုရင်တော့ကိန်းလေးကပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ